ပါမြစီမားရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမားရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမားရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ စက်ခွန်တက်သမား၅မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီး စိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။မေလ22ရက်ကြာသပတေးနေ့ညပိုင်းမြစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမကတော့ကြူချမ်းပါဒီကနေ့ညနာဆင်ရမယ့်စီစဉ်လေးကတော့စစ်တက္ကသိုလ်မှစတင်ပေးနေသူဝနကျော်တင်ပွဲရအငိမ့်စားပုံမှုချုပ်ကိုမြို့ပြပျောက်ကြားအဖွဲ့ပြစ်ခတ်ရှင်းလင်းခဲ့တဲ့တဲ့နဲ့အတူ ချမ်းမှတ်54လေလံဈေးကိုတောင်ဆန်းစုကြည်ဘက်ကတတ်မှတ်ပေးဖို့တင်ပြချက်တရားရုံးပယ်ချတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုနှာစင်ရမှာပါနိုင်ငံတကာဘက်မှာတော့ဘင်္ဂလားဒေ့ရှ်အဓိကပါတီကအစိုးရကိုကန့်ကွက်တဲ့အကြောင်းတွေကိုကြားကြမှာပါအရင်နောက်မှာတော့ Leary FM ကပေးပို့ထားတဲ့အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်အခုပထမဆုံးအနေနဲ့ပြည်တွင်သတင်းတွေကိုကိုဆိုင်ခန့်နဲ့အတူတင်ဆက်ပေးပါရမရှင် မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဆိုင်းခမ်းပါစစ်ကောင်စီတပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှလုံခြုံရေးဆိုင်ရာဘာသာရပ်တင် जा ပေးနေတဲ့ဝနာကျော်ထင်ပွဲရအငိမ့်စားဘုံမှုချုပ်ချိုထုံးအောင်ကိုသူ့ရဲ့နေအိမ်မှာပဲဒီကနေ့မေလ22ရက်မနက်ပိုင်းမှာတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့မြို့ပြပျောက်ကြားအဖွဲ့တစ်ခုကထုတ်ပြန်လာပါတယ် ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့ချမ်းဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင်ကြားပေးနေတဲ့ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Golden Valley Warrior အဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။လေးချက်ပြစ်ခတ်ခဲ့တဲ့ရင်ဘတ်ကိုပဲထိလာလို့အဖွဲ့ဝင်တူကမျက်စိမှောက်ပြောပါတယ်။ သူကမင်းအောင်လိုင်ရဲ့ဂုံတူးဆောင်တစ်စိတ်ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ကောက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူကြွားဝါပြောဆိုလေးရှိတယ်။ပြည်သူစစ်မှုထမ်းစင်ခေါ်တဲ့ကိစ္စတွေမှာတိုက်ရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းအဖွဲ့အနေနဲ့သူ့အပါအဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်။တချို့သတင်းချက်လက်တွေကသတင်းပေးရဲ့လုံခြုံရေးအရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်လို့သူကဆက်ပြောပါတယ်။ ဘုံဝချုပ်ချိုထုံးအောင်ဟာအခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံးတာဒါမှမဟုတ်ဒဏ်ရာရတာလားဆိုတာကိုတော့မျက်စိမှအနေနဲ့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးသူဟာ2023ခုနှစ်ကစစ်ကောင်းဆောင်ဘုံချုပ်မှုကြီးမင်းအောင်လှိုင်ကိုတိုင်ဝနကျော်ထင်ဘွဲနဲ့အတူရွှေငါးချက်သားပါပေးရခံရသူဖြစ်ပါတယ် စစ်မှုထမ်းအောင်အဖွဲ့ရဲ့တိုင်းစင်ခေါင်းဆောင်တူဦးလည်းဖြစ်တဲ့အငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတန်မှတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်ကစတင်လို့နေပြည်တော်မှာရှိတဲ့ NDC မှာစတင်ကြနေတာဖြစ်ပါတယ်အခုနှစ်နေပြည်တော်မှာပြုလုပ်ခဲ့တဲ့တက်မတော်နေ့စေရေးပြအခမ်းအနားတက်ရောက်သူတွေထဲမှာဘုံမှုချုပ်ချိုးထွန်းအောင်လဲပါဝင်ခဲ့တာပါ အဲ့ဒီအခမ်းအနားအတွက်မင်္ဂလာတုံးလေတက်စခန်းကစစ်တပ်တည်ယူပို့ဆောင်ရေးလေရင် MAF 003အထူးလေရင်နဲ့အသွားပြန်စီစဉ်ပေးခဲ့ပါတယ်ခင်ဗျာရန်ကုန်မြို့တက္ကသိုလ်ရှိသားလမ်းမှာရှိတဲ့ချမ်းမှတ်54ရက်လေလံကျန်းကင်းစီကိုနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ဘက်ကသတ်မှတ်ဖို့ဥအောင်ဆန်းဦးဘက်ကတင်ပြချက်ကိုကမာရွတ်ခရိုင်တရားရုံးကဒီကနေ့မေလ22ရက်နေ့မှာပယ်ချလိုက်ကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝန်းစီကနေသိရပါဗျာ။ လေးကြိမ်တိုင်လီလန်တင်ရောင်းချခဲ့ပြီးမဲ့ဝယ်ယူသူမရှိတဲ့ချမ်းမှတ်54ကိုထပ်မံလီလန်တင်တာမှာဖန်စီထိမ့်သိမ်းခံထားရတဲ့ဒေါံဆန်းစုကြည်ဘက်ကဈေးသတ်မှတ်ဖို့တရနိုင်ဦးအောင်ဆန်းဦးဘက်ကတရားရုံးမှာတင်ပြထားတဲ့အပေါ်ဒီကနေ့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ယုံချင်းကိုလာမယ့်မေလ29ရက်နေ့မှာပြန်လည်ချင်းဆိုထားပြီးဦးအောင်ဆန်းဦးဘက်ကတင်ပြရမှာဖြစ်ကြောင်းတရားရုံးနဲ့နှိစက်သူတယောက်ကမြစ်စမာကိုပြောပါရယ်။ နှစ်ရက်ကနေပါကျဲဝန်းတဲ့အချမ်းမှတ်54ရက်လေလံကြံကင်းစည်းကိုအရင်ကဥအောင်ဆန်းဦးဘက်ကတင်ပြသတ်မှတ်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29ရက်နေ့လေးချိန်မြောက်လေလံပွဲမှာလည်းဥအောင်ဆန်းဦးရဲ့ရှော့စီအတိုင်းကျပ်290ဘီလီယံနဲ့ရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပါဘူး။အဲဒီခြံကိုလေလံကြံကင်းစည်းပထမအကြိမ်ကျပ်315ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်ကျပ်290ဘီလီယံတို့နဲ့အကြိမ်ကြိမ်ဈေးလျှော့ပြီးလေလံတင်ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ တဖက်မှာလည်းဒုံဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒုံဆန်းစုကြည်အနေနဲ့ရှေ့နေအဖွဲ့နဲ့တွဲခွင့်မရတဲ့အခြေအနေမှာစံမှတ်54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေအပေါ်ရုံးချင်းဒီမှာအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းစံမှတ်54ကိုဂျာကာလအမျိုးသားအဆင့်ရင်ကျေးမှုအမွေနဲ့အပြည့်သတ်မှတ်ထားပြီးဘသူမဆိုးပိုင်ဆိုင်တာရောင်းချတာဖြက်စည်းတာအပါအဝင်တာမြင့်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအရေးယူသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။ ဖျားပြင်းကလင်ကြီးကြောင့်ဖျားစီဒီတာတနိကအဆောက်အုံတွေအပါဝင်ရှီဟောင်းအဆောက်ဦးစုစုပေါင်း6800ကျော်ထိခိုက်ပျက်စီးသွားတယ်လို့စစ်ကောင်စီရဲ့တာတနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပျက်စီးထိခိုက်မှုတွေဟာမန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကဖြစ်တယ်လို့ဆိုပါတယ်။ဖျားစီဒီဖုန်ကြီးကြောင့်တိန်စရက်တာတနိကအဆောက်ဦးတွေမြို့ရိုး ပြအိုးပြသက်ရှီဟောင်းအဆောက်ဦး6989လုံးထိလိုက်ပျက်စီးလာလို့စစ်ကောင်စီရဲ့တာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကဖော်ပြပါရယ်။ငလင်ကြောင့်ပျက်စီးသွားတဲ့ရှီဟောင်းအဆောက်ဦးတွေကိုပြန်လည်ပြုပြင်ဖို့အတွက်စစ်ကောင်စီရဲ့တာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးကမေလ16ရက်နေ့နေပြည်တော်မှာအင်ဂျင်နီယာအသင်း၊ဗီတူကာအသင်း၊ငလင်အသင်းကသူတွေကို ခေါ်ယူပြီးအစည်းအဝေးလုပ်ခဲ့ပါရယ်။ပြန်လည်ပြုပြင်တိဆောက်ရာမှာရှီဟောင်းအဆောက်ဦးပေါ်မူတည်ပြီး တစ်နှစ်နှစ်နှစ်နဲ့ငါးနှစ်အချိန်ကာလသတ်မှတ်ထားတယ်ဆိုတာကိုစစ်ကောင်စီဝန်ကြီးကညွှန်ကြားခဲ့တယ်လို့သိရပါတယ်ရင်ကျေးမှုအမွေနှစ်တန်ဖိုးမရှိသလောက်နေပါတဲ့အဆောက်အဦတွေထိခိုက်မှုနေပါတဲ့အဆောက်အဦတွေကိုတစ်နှစ်အတွင်းပြင်ဆင်ရမှာဖြစ်ပြီးတပိုင်းတစပြက်စီးတဲ့အဆောက်အဦတွေကိုနှစ်နှစ်အတွင်းပြုပြင်ရမယ်လို့စစ်ကောင်စီဝန်ကြီးကပြောခဲ့ကြောင်းသိရပါဗျာ။ ယဉ်ကျေးမှုအမွေနဲ့တံပိုးကြီးမားတဲ့ရှေးဟောင်းအဆောက်အဦတွေကိုပညာရှင်တွေရဲ့အကြံပြုချက်တွေယူပြီး၅နှစ်အတွင်းပြင်ဆင်ဖို့စစ်ကောင်စီကစီစဉ်ထားတယ်လို့သိရပါဗျ။ငလင်ကြောင့်ထိခိုက်ပျက်စီးမှုကြီးမားခဲ့တဲ့မန္တလေး၊စကိုင်းတို့မှာပြန်လည်ထူထောင်ရေးကိုစစ်ကောင်စီကမလုံဆောင်နိုင်သေးဘူးလို့မြို့ကန်တွေကပြောပြပါဗျ။ငလျင်ပြည်ရက်တွေမှာလဲစစ်ကောင်စီလက်အခံရဲနဲ့စစ်သားတွေဟာရှာဖွေကယ်ဆယ်ရေးထက်ဖျားစီတီအပြည့်အစည်းရှင်းလင်းတာကိုဦးစားပေးလှုပ်ဆောင်ခဲ့တာတွေ့ရပါတယ်ခင်ဗျာ မြန်မာရေဒီယိုရဲ့ကြာတာပရင်းနေ့နောက်ဆုံးရပြည်တွင်သတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုအလှမဲ့ခီစာခင်ကငလျင်နဲ့ပြည်တွင်စစ်အတွင်းမှာစာသင်ကျောင်းတွေမှာကလေးတွေတည်ဆုံနေရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။မနေ့ကမေလ22ရက်ကအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပခဲ့တဲ့ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာ မြန်မာအလှမ်းမယ်ခေစာခင်ကဒိုချောင်းကပြဖြစ်တဲ့ပန်ကလေးမြောက်ပွင့်တော်မြေဖူးတန်ဝင်းလို့ကြီးနေကြီးမရွှေရီလောင်ငါတို့စာတင်ချောင်းကပြကိုရွတ်ဆိုပြီးတော့ဒီလိုထုတ်ပေါ်ပြောကြားခဲ့တာပါဒီကပြကိုကလေးတွေအားလုံးအတွက်ရှင်တွေကနှက်ဆိုင်စွာကျမရွှေလိုက်တာပါငလင်းနဲ့ပြည်ရင်းစမှာတည်ဆုံးခဲ့ရတဲ့ကလေးတွေပါသူတို့အကြောင်းဝတ်စုံလေးတွေသူတို့စာအုပ်လေးတွေလွဲအိတ်ကလေးတွေသွေးလှူပြီးတော့သူတို့တည်ဆောင်းရလိမ့်မယ်ဆိုတာကိုသူတို့သိတောင်သိသွားကြပါမလား ဒီအတွက်ကျမတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်သူတို့လေးတွေကောင်းရမွန်ရရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုပြီးခီဇာကင်ကပြောဆိုခဲ့တာပါပြည်ထောင်မေလာ၁၂ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်သခိုင်းတိုင်းတပင်းမြို့နယ်ဦးတိန်တွင်ကြေးရွာမှာစာတင်ကြားနေတဲ့ကလေး၂၂ယောက်နဲ့ဆရာဆရာမ၂ယောက်တေဆုံးပြီးတော့တရာကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူပဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးတိုင်းကြောက်စင်မြို့ကပုဂ္ဂလိကမူကြိုကြောင့်တခုမှကလင်းငယ်12ရောင်နဲ့ဆရာမတယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒီဖြစ်စဉ်တွေဟာကြောင်းတက်နေစေကလေးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုတွေဖြစ်ပြီးအလမဲ့ခိစားခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေပါတယ်။ဒါအပြင်မြန်မာလူထုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေများစွာလိုအပ်နေစေဖြစ်ကြောင်းလည်းခိစားခင်ကပြောဆိုခဲ့ပါတယ်။ အသက်16နှစ်အရွယ်ရှိတဲ့ခီဇာခင်က82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြန်မာကိုစားပြုအလှမယ်အဖြစ်ရွေးချယ်ခံထားသူဖြစ်ပါတယ်။82ကြိမ်မြောက် Miss World အလှမြေပြိုင်ပွဲကိုမေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း108နိုင်ငံကအလှမယ်တွေပါဝင်နေကြပါတယ်ရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုကိုစိုင်းခက်နဲ့အတူတင်ဆက်ပေးကြတာပါ။ ဆက်လက်ပြီးသတင်းလွှာနဲ့အတူအပတ်စဉ်ကဏ္ဍတွေကိုနားဆင်ကြားဖို့ရှိပါသေးတယ်။အခုတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးသွားမှာပါရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့အဓိကနိုင်ငံရေးပါတီကဂျားဖြတ်အစိုးရကိုကန့်ကွက်ဆန္ဒပြပွဲတွေဗုဒ္ဓဦးနေ့ကအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲရဲ့တတ်မှတ်ကြေညာပေးပါရန်တောင်းဆိုချက်တွေအပါအဝင်နိုင်ငံရေးအငင်းပွားမှုတွေကိုလမ်းမော်ဆန္ဒပြပွဲတွေနဲ့ပြသခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကအင်အားကြီးမာတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကိုထောက်ခံသူထောင်ပေါင်းများစွာကဒါကာမြို့လမ်းတွေပေါ်ကို ထွက်ပြီးဆန္ဒပြခဲ့ကြပါတယ်။မြို့လယ်လမ်းမပေါ်မှာရှိတဲ့ဆိုင်တွေပိတ်ထားရပြီးဆန္ဒပြသူတွေကသူတို့ကိုယ်စားလှယ်လောင်းကိုမြို့တော်ရဲ့မြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့လဲတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာ BNP ပါတီကိုထောက်ခံသူတွေဖြစ်ကြတဲ့အတွက်ဆန္ဒပြပွဲဟာလည်းထူကြပါရယ် အိမ်ဆောင်အစိုးရကိုရှင်ပြိုင်မဲ့လာမဲ့ရွေးကောက်ပွဲတွေမှာ BNP ပါတီဟာရှေ့ကပြေးနေတာပါ2024ခုနှစ်က ဖြစ်ပွားခဲ့တဲ့လူထုအရေးတော်ပုံမှာရှိတ်ဟာစီနာအစိုးရကိုဖျောက်ချခဲ့ပြီးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ဂျားဖြတ်အစိုးရကတာဝန်ယူခဲ့ပါတယ်ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုတော့မကြေညာသေးပါဘူးဒါပေမဲ့ယူနိုကရွေးကောက်ပွဲတွေကိုနောက်ကြဆုံး2026ခုနှစ်ဇွန်လမှာကျင်းပပေးမယ်လို့ပြောထားပါတယ်။ 2020ခုနှစ်ရွေးကောက်ပွဲတွေမှာသူတို့ပါတီကအနိုင်ရရှိတယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အမိန့်ကိုကြားဖြတ်အစိုးရကဟန်တာပိတ်ပင်နေတယ်လို့ BNP ပါတီကကြားဖြတ်အစိုးရကိုဆွဆွဲပြောကြားပါတယ်အဲ့ဒီရွေးကောက်ပွဲဒီမှာအခုခါပိတ်ပင်ခံထားရပြီးဖြစ်တဲ့ဟာစီနာရဲ့အဝါမီလိပါတီကမဲမတမာမှုတွေပြုလုပ်ခဲ့တယ်လို့ရှုမြင်ထားကြပါရယ်။ဒါပေမဲ့ BNP ပါတီရဲ့မြို့တော်ဝန် ဖြစ်လာရမယ့်အီရှရက်ခူစိန်ဟာယာရုရယူနိုင်တာမရှိသေးပါဘူး။ အဲ့ဒီအစားအစိုးရခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးကသာမြို့တော်အာဏာပိုင်ဖြစ်အုပ်ချုပ်နေပါလေအရင်ဘက်က BNP ပါတီထောက်ခံသူတွေဟာမြို့တော်ဝန်ယုံဂိတ်တကားတွေကိုတော့ခတ်ထားခဲ့တာကြောင့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေရပ်တန့်သွားခဲ့ရပါတယ်။စနပြသူတွေက မြို့တော်ဝန်ယာတူးကိုဟူစိန်ကိုပေးဖို့တောင်းဆိုခဲ့ကြတာပါ။အခုလိုဖြစ်ရမျိုး တိုင်းပြည်ရဲ့ဒုတိယမြို့တော်စစ်တကောင်းမှလည်းဖြစ်ခဲ့ပြီလို့ဆိုပါရစေ။ အစိုးရကပြည်သူတွေရဲ့ဘာသာစကားကိုနားမလည်ဘူးလို့အသက်43နှစ်အရွယ်ရှိတဲ့ဆန္ဒပြသူရော်ရှန်အာရာကပြောပါရယ်။ဟူစိန်မျိုးတော်ဝန်ဖြစ်မလာရင် သူနဲ့တခြား BNP ပါတီတစ်ဆာကန်တွေကဆန္ဒပြပွဲတွေကိုအရှိန်မြှင့်ပြုလုပ်သွားမယ်လို့ဆိုပါရယ်။ BNP ပါတီအကြီးတန်းခေါင်းဆောင်ဆလာဟူဒင် အာမတ်ကလည်းအခုအချိန်ထိဆန္ဒပြပွဲတွေကိုပါတီအပေါ်တစ္ဆာရှိသူတက်ကြွလှုပ်ရှားသူတွေကသာခေါင်းဆောင်ပြုလုပ်နေကြခြင်းဖြစ်ပြီးအစိုးရကအေးအေးယူဆောင်ရွက်ခြင်းမရှိရင်ဆန္ဒပြပွဲတွေကိုပုံမှုကျဲပြန်သောပါတီကထောက်ခံပါဝင်လာမယ်လို့သတိပေးပြောကြားထားပါတယ်။ဒီလှုပ်ရှားမှုကိုကျွန်တော်တို့ထောက်ခံတယ်လို့အာမတ်ကပြောပါတယ်။ အစိုးရကမတုံ့ပြန်မှုဆိုရင်ပါတီအနေနဲ့ကျွန်တော်တို့ကဒီလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်လာရလိမ့်မယ်လို့သူကပြောပါတယ်။လူတို့ရေးတော်ပုံကိုဥဆောင်ခဲ့တဲ့ចောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားနိုင်ငံသားများပါတီ NCP ကလည်းရွေးကောက်ပွဲကော်မရှင်ရုံးရှိမှာဗိုလ်ဒုံးတွေကဆန္ဒပြခဲ့ကြပါတယ်။ကော်မရှင်ကို BNP ပါတီကတင်းယူသွားပြီလို့သူတို့ကဆွဆွဲပြောကြားခဲ့ကြတာပါ။ ရွေးကောက်ပွဲကော်မရှင်ဟာဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရတည်ထောင်ထားတဲ့အဖွဲ့အစည်းမဟုတ်တော့ပါဘူးလို့ NCP ပါတီရဲ့အဓိကခေါင်းဆောင်နာစီယာဦးတင်ကပြောပါရယ်ဒီကော်မရှင်က BNP ပါတီရဲ့ယုံဖြစ်နေပါပြီပါတီရဲ့ပြောရေးဆိုခွင့်ရှိသူလို့ပြုမူနေကြတာပါလို့သူကပြောကြားခဲ့ပါရယ် ိုင်ဝမ်တမရရာဒူးရယူပြီးတနှစ်ပြည့်ချိန်မှာထိုင်ဝမ်ရေပြင်အနီးနေရာတချို့မှာတရုတ်ကကုန်းရီနှထွေသွားရေရင်နေနဲ့စစ်ရေးလေ့ကျင့်နေကြပုံကိုနိုင်ငံပိုင်ရုပ်သံ CCTV ကပြသခဲ့ပါတယ်။ဘေကျင်းကမုံကြီးမုံနဲ့ထိုင်ဝမ်တမရလိုင်းချင်တဲကစစ်ပွဲကိုရှောင်နိုင်ဖို့စစ်ပွဲအတွက်ပြင်ဆင်သွားမယ်လို့အင်ကာနေကကတိပြုပြောကြားလိုက်ပြီးကျွန်းနိုင်ငံရဲ့ကြံ့ကြံ့ခံနိုင်တဲ့စစ်ပွဲရေးကိုလည်းခိုင်မာအောင်လုပ်သွားမယ်လို့ဆိုလိုက်ပါတယ်။ ီကနေ့မနက်မှာထိုင်ဝမ်နဲ့အနီးဆုံးဖူးကျင်ပြည်နယ်ရဲ့တောင်ဘက်ရေပြင်ကိုတန်ချက်ကာရင်အများပြားတရုတ်နိုင်ငံကဆီလွတ်ခဲ့တယ်လို့ CCTV ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။ရုပ်တံကလွှင့်ထုတ်တဲ့ဗီဒီယိုဖိုင်မှာပုံဖြတ်ထားတဲ့တင်ကအများပြားတောင်မြင်ကနေပင်လယ်ထဲဆင်းသွားကြပုံကိုပြသထားပါတယ်။လေမွန်ရောင်တက်ကဲအင်ဂျီတွေဝှစ်ဆင်ထားတဲ့စစ်သားတွေကအသားစီးတွေကိုကြော်ဖြတ်ပြီးတင်ကားတွေကိုမောင်းနှင်သွားကြပုံကိုအော်ပရာတီးလုံးတန်နောက်ခံတဲ့10မိနစ်ကြာဗီဒီယိုမှာတွေ့မြင်ကြရပါတယ်။ စစ်သားဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမှတ်သားပဲလေ့ကျင့်တယ်ဆိုတာနေ့စဉ်လုံယူလုံဆင်မယ်လို့တရုတ်တပ်မဟာအဖွဲ့ဝင်တူကပြောပါတယ်တိုက်ပွဲဝင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်လို့လည်းသူကဆက်လက်ပြောကြားခဲ့ပါတယ်အ ਨੇ ဆုံးရုတ်တံပုံနှစ်ခုမှာနောက်ခံမှာထပ်မြင့်တိုက်တွေကိုတွင်မြင်ရပါတယ် ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့နယ်မြေအစိတ်ပိုင်းတစ်ခုဖြစ်ပြီးပြန်လည်သိမ်းယူဖို့အင်အားတုံးမယ်လို့ချင်းချောက်ထားတဲ့တရုတ်နိုင်ငံကလိုင်းချင်တဲ့ယာဒူးယာလာကလေးကကျွန်းနီမှာကြီးမားတဲ့စည်ရေးလေ့ကျင့်ခန်းတွေကိုမြောက်များစွာပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့24နှစ်အတွင်းတွင်ကျွန်းနီမှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်က ရေရင်၈ဆင်းနဲ့လေရင်၅ဆင်းကိုတွေ့မြင်ခဲ့ရကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာပြောပါရတယ်။ တရုတ်နိုင်ငံရဲ့စီးရေးလေ့ကျင့်ခန်းတွေဟာလုံယိုးလုံစင်ဖြစ်ပြီးကြိုတင်စီစဉ်ထားတဲ့လေ့ကျင့်ခန်းတွေသာဖြစ်ပြီးပင်လယ်ပတ်ဝန်းကျင်နဲ့လေပိုင်နဲ့လုံခြုံရေးအတွက်ဘလို့တက်ရောက်မှုမှမရှိပါဘူးလို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနှစ်ပြည့်အခါသမယမှာပေကျင်းရဲ့ထိုင်ဝမ်ရေးရာယုံကလိုင်းချင်တဲရဲ့ခွဲထွက်ရေးရည်တည်ချက်ကိုတိုက်ခိုက်ပြောကြားခဲ့ပြီးထိုင်ဝမ်ရေးလက်ကြားနဲ့စီးပွားရေးအဆက်ဖြတ်ရေးကိုလည်းအပြေပြောကြားခဲ့ပါတယ်။ ေကျင်းဟာထိုင်ဝမ်နဲ့ဆက်သွယ်ဆွေးနွေးလိုပါတယ်ဒါပေမဲ့တရုတ်တနိုင်ငံနဲ့မူကိုလက်ခံမှသာဖြစ်နိုင်မယ်လို့ပြောရေးဆိုခွင့်ရှိသူချင်းပင်ဟွာကထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့မူဝါဒကိုရည်ညွှန်းပြောကြားသွားခဲ့ပါတယ်ထိုင်ဝမ်သမ္မတလိုင်ကတော့ဒန်းလူရည်သူရှင်းမှုနဲ့ဂုံတိတ်ကရှိမှုလို့ရှိရင်ပေကျင်းနဲ့ဆက်သွယ်လိုပါတယ်လို့အင်္ဂါနေ့မှာပြောကြားထားပါတယ် မြန်မာရေဒီယိုရဲ့ကြာတာပင်းနဲ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှည့်ပါပသိမ်မုံရွာလမ်းမကြီးဆလင်းမြို့နယ်အနီးလမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ရေးနယ်မြေနဲ့မသက်ဆိုင်တဲ့ရွာလေးရွာကိုစစ်ကောင်စီကဘုံကျဲကမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ် ပသိမ်မုံရွာလမ်းမကြီးလမ်းပိုင်းမှာမေလ22ရက်မနက်ပိုင်းကစလို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးစလင်းမြုံနယ်ပိန်ခဲပင်ရွာနယ်ငလီမန်းရွာတွေကိုစစ်ကောင်စီတပ်ကမနက်7:00နာရီခွဲမှာ Jet Fighter နဲ့ပုံကျဲပြီးဂွေးကုန်းနဲ့ငတန်ကောင်းရွာကိုညနေ9:44မိနစ်ခန့်ကစလို့မိရှုခဲ့တာဖြစ်တယ်လို့စလင်းမြုံကန်တူကပြောပါရယ်။တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့အဝေးကြီးကိုပြစ်တာဂွေးကုန်းငတန်ကောင်းကိုစစ်ကြောင်းဝင်ပြီးမိရှုသလိုလက်နက်ကြီးတွေနဲ့ပြစ်တာ လက်နက်ကြီးတွေကိုဗမာထိုင်ထားတယ်တော့မသိဘူးပြစ်တံမကြားရပဲကြပြီးပောက်ကွဲတံကိုကြားရတာလို့စလင်းမြိုကန်စီရီတရင်မြစ်ကပြောပါတယ်ရွာလေးရွာကဒေသခံတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးပတိန်မုံရွာလမ်းပိုက်မှာမကွေးတိုင်းဆလင်းမြို့နယ်အပြင် အထက်မင်းလာမြို့နယ်အေရီတိုင်းလေးမျက်နာမြို့နယ်တွေမှာလည်းစစ်ရေးတင်မာနေတာပါ လမ်းပိုင်းတစ်လျှောက်ခီးသွားတဲ့သတိပြုသွားလာကြဖို့ကာကွယ်တပ်တွေကသတိပေးထားကြပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းအထက်မင်းလာမြို့နယ်အတွင်းပသိမ်မုံရွာလမ်းပိုင်းမှာအင်အားတရာခန့်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးသေဆုံးခဲ့တယ်လို့အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့ Lery FM ရဲ့အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ဒီတစ်ပတ်မှာတော့စစ်တွေကမွတ်စလင်တွေကိုနိုင်ငံသားပို့မယ်ဆိုပြီးတရောက်ကို340တောင်းကပြည်သူစစ်တရင်နေစီကိုပို့ဆောင်နေတဲ့သတင်း။အာရခတက်တော်ဖမ်းဆီးထားတဲ့စစ်တုပ်ပန်း1000ကျော်ကိုပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်း။ရခိုင်ကန်ယူရဟာဆူနာမီဖြစ်နိုင်တဲ့ငလျင်တွေရဲ့အနေနဲ့အချိန်မရွေးကြောက်ရောက်နိုင်တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။နားဆင်ကြပါရှင်။ ားလုံးသူကိုတာလီစားပါ Livery Apple ရဲ့အပတ်စဉ်ရခိုင်သတင်းများအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မနေနေပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်တွေကမူဆလင်တွေကို နိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကို340နှုံးနဲ့ပြည်သူစစ်တပ်ရင်းတွေစီကိုပို့ဆောင်နေတဲ့သတင်းအရခတတော်ဖန်စီထားတဲ့စစ်တုံးပန်းတထောင်ကျော်ကိုပြန်လှုပ်ပေးလိုက်ပြီဆိုတဲ့သတင်း ကြောက်ဖြူမင်းတက်တောင်းနဲ့စက်မှုလက်မှုတင်နန်းချောင်းကို ULAA ကတင်ပိုက်ထားတဲ့သတင်းနဲ့အတူရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေနိုင်တဲ့ငလျင်ရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရခိုင်ပြည်စစ်တွေမြို့နယ်တွေကမွတ်စလင်တွေကိုနိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တအုပ်ကို340နှုံးနဲ့ခေါ်ပြီးပြည်သူစစ်တပ်ရင်းတွေကိုထည့်သွင်းနေတယ်လို့သတင်းရရှိပါရတယ်။စစ်ကောင်စီဟာ ဒေသအတွင်းကခရိုနီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးတော့စစ်တွေမျိုးနယ်တွေကမူဆလင်တွေကိုမလေးရှားကိုပို့ပေးမယ်ဆိုပြီးရန်ကုန်ကိုတတုပ်ပြီးတတုပ်ခေါ်သွားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေစီကသိရပါဗျ။ရန်ကုန်ကနေကုန်ပစ္စည်းလာပို့တဲ့တင်မော်တွေနဲ့တင်သွားတာပါမူဆလင်တွေကစစ်ကောင်စီနဲ့ပဏံတင်တဲ့မူဆလင်ခရိုနီတွေကဥဆောင်ပြီးတော့သူတို့အရင်ချင်းလူစုပါတယ်တယောက်ကို340တောင်းတယ်မလေးရှားကိုခေါ်မယ်ဆိုပြီးအယုံသွင်းပါတယ်လို့တရင်အရင်မြစ်ကပြောပါတယ် ကုန်တင်သင်းမောတစ်ခေါက်ကို390ကနေ380ကြားခေါ်ယူနေတာဖြစ်ပြီးတော့စစ်တွေမျိုးကယာနဲ့ရှိတဲ့မူစနေလူငယ်တွေဟာငွေကြီးလဲဆုံတဲ့အပြင်စစ်တင်နှန်းစီကိုတွားရောက်နေကြရတာဖြစ်ပါတယ်။နိုင်ငံရှားသွားမယ်ဆိုတော့ပတ်စံဘလောက်ပေးရပေးရထွက်တာပါပဲ။ဒါပေမဲ့ရန်ကုန်စိတ်ကန်းကိုရောက်တာနဲ့သူတို့ကားတွေနဲ့အစင်သိအဲ့ဒီနားမှာလုံခြုံရေးရှာထားပြီးတော့စောင့်နေတယ်။ဘယ်ကမှမတွားရဘူး။သူတို့ခေါ်တဲ့နောက်ကိုလိုက်တွားရတယ်။ စက်မှုထမ်းမှုခေါ်ခံရတယ်လို့ပဲသိလိုက်ပြီးတော့အဆက်အသွယ်မရတော့ဘူးလို့စူးစမ်းခံရသူရဲ့မိသားစုဝင်ကပြောပါတယ်။စစ်တွေမျိုးအောင်မင်္ဂလာရက်ကွက်၊မကြီးမြိုင်ရက်ကွက်၊ကတဲ့ရက်ကွက်၊ဘုမေရက်ကွက်နဲ့မြို့အနီးမူဆလင်ကျေးရွာတွေကနိုင်ငံခြားထွက်လို့တဲ့မူဆလင်တွေကိုတင်သွင်းပြီးခေါ်ဆောင်နေတာဖြစ်ပါတယ်။စစ်တွေမျိုးကကုန်တင်သင်းမောတွေနဲ့တင်ဆောင်သွားခံရတဲ့မူဆလင်တွေဟာ န်ကုန်မြို့ဒလာစိတ်ကန်းကနေမင်္ဂလာတုံတက်ရင်နေစီကိုခေါ်ဆောင်ခံရပြီးတော့ပြည်သူစစ်တင်နန်းပေးခံရတယ်လို့သိရပါဗျ။စစ်ကောင်စီဟာစစ်တွေမြို့မှာရခိုင်လူမျိုးတွေကိုပြစ်မှတ်ထားစစ်ဆင်းနေတာဖြစ်ပြီးမွတ်စလင်လူမျိုးတွေကိုတော့အယုံသွင်းခိုင်းစေနေတာဖြစ်ပါတယ်။စစ်တွေစိတ်ကန်းကဝင်ရောက်လာတဲ့တင်မော်တွေကိုကုန်တင်ကုန်ရှာခြင်းအပါအဝင်မွတ်စလင်လူငယ်တွေစုဝေးလုကန်နေတဲ့အလုပ်ကံတွေကိုဖန်တီးပေးထားတယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီဟာပူတီတောင်မောင်တော်ဒေသတွေမှာနေထိုင်တဲ့မု슬င်ဒေသခံတွေကိုလည်းစစ်ရေးမှအုံရှာခဲ့ပါဗျ။ဒါအပြင်2024ခုနှစ်ကစစ်တွေမျိုးကမု슬င်လူငယ်တွေကိုအရခတတ်တော်အလိုမရှိကြောင်းအတင်းအကျပ်ဆန္ဒပြခိုင်းခဲ့ပါသေးတယ်။တရရင်မှုမိသားစုတွေအပါအဝင်ထောင်ထဲရှိတဲ့စစ်တုံးပိုင်းမိသားစုဝင်တွေကို ULAA ကပြန်လှုပ်ပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါပါ။ မြောက်ဦးမင်းပြပူတီတော်မောင်တော်မြို့သိမ်းတိုက်ပွဲတွေကဖမ်းဆီးရမိထားတဲ့စစ်သုံးပန်းမိသားစုဝင် စုစုပေါင်းတထောင်ကျော်ကို ULAA ကလူငင်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။တစ်ဖက်မှာစကမ်းသိမ်းတိုက်ပွဲတွေနေ့စဉ်မပြတ်ဆင်နွှဲနေတဲ့အာရခတပ်တော်ဟာတစ်ဖက်မှာလည်းလူသားချင်းစာနာထောက်ထားမှုအရစစ်သုံးပန်းမိသားစုဝင်တွေကို CCP ပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။ တော်တို့ဒီမှာထိသိမ်းထားတဲ့ကာလတစ်လျှောက်လုံးမှာအေးအေးတက်တော်ကနေပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေအားလုံးကိုလူမှုရေး၊စောင့်ဝင်နေရေး၊နောက်တစ်ခါကျန်းမာရေးအဲ့ဒါတွေကိုလည်းအဆက်ဆက်အရာလူစင်းလူတွေစင်းမရှိအောင်ထောက်ပံ့ပေးခဲ့ပြီးတော့တင်ချာကယူဆိုင်ပေးခဲ့တဲ့အတွက်မိသားစုဝင်တွေကိုစားကျွန်မကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်။နောက်တစ်ခုကျွန်မတို့ရဲ့စိတ်တက်တွေအရင်ကြတဲ့ခါမှာကျွန်တော်တို့ရှိရူလလာပြီးအပိတွေဘူးကြီးတွေစီတောင်းလို့စားခြင်းလို့လက်တင်နေလို့အော် ူတွေရဲ့နောက်တစ်ခါကျမတို့ကိုထိမ့်သိမ့်ပေးထားတဲ့တီရှူပေးခဲ့တဲ့ဆရာမတွေပေါ့နော်အေးတက်တော်ရဲ့စစ်မင်းဆရာမတွေကအတော်ကြီးအမလေးလို့ကိုယ့်ရဲ့ညီမအရွယ်ဆိုညီမအရွယ်လို့အမေရွယ်ဆိုအမေရွယ်လို့လည်းကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်အဲ့ဆရာမတွေကိုလည်းကျမဒီနေရာနေကျမရဲ့ မိသားစုဝင်တွေကိုစားကျေးဇူးအရမ်းတင်ပါတယ်လို့ပြောကြတင်ပါတယ်အားလုံးအားလုံးကိုအေးအေးတက်တော်မှရှိတဲ့ကြီးငယ်တွေရတယ်ဟိုးအောက်လက်ရဲဘော်စစ်မင်းတွေအထီးအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြတယ်မေလ18 19 20ရရက်တွေမှာတော့မင်းပြဘူတီတောင်မောင်တောနဲ့မြောက်ဟုကစစ်တုံးပန်းမိသားစုဝင်တွေကိုလှုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်သိမ်းတိုက်ပွဲဟာတနှစ်ကျော်ကာလကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာအာရခတတ်တော်ထိန်းသိမ်းမှုအောက်မှာနေထိုင်လာတာဆိုရင်နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။လှုပ်ပေးခဲ့တဲ့စည်ရင်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်။မြောက်ဦးမေ16ရက်နေ့မှာတော့184ရောက်မြောက်ဦး AB လမှာတော့313ရောက်ဘူးတီတော်မေ18မှာတော့314ရောက်မင်းပြမေ16မှာတော့225ရောက် မင်းပြ AB လမှာတော့အယောက်190နဲ့မောင်တော်မေ16မှာတော့32ယောက်တို့ဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေတဲ့ငလင်တွေရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တယ်လို့ငလင်ပညာရှင်တွေကသတိပေးလိုက်ပါတယ်။ဒီကနေ့မေ16ရက်မနေ့တနားရီကျော်မှာရခိုင်ကမ်းရိုးတန်းရန်ပြေကျွန်းအနီးမှာပြင်းအား၅ဓာတ်သမတက်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတော့ အဲ့ဒီငလင်ကိုပညာရှင်တွေကအခုလိုကောက်ချက်ရှာခဲ့ပါတယ်အဲ့တော့ခုငလင်ကတော့သူကဟိုမြေအောက်တော့အနဲ့10ကီလိုမီတာနေလှုပ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုအဲ့ဒီနေရာကိုစင်ကာပူကလေကဘာမြေလေးလာစောင့်ကြည့်ရဖွယ်ဆိုတာရှိတယ် Institute တခုရှိတယ် Art Observatory of Singapore ဆိုတော့ကျွန်တော်တို့ကလင်ကော်မတီတို့ဘာလို့လဲပူးပေါင်းပြီးတော့သုတေသနလုပ်ခုတယ်ဆိုတော့ ဗမာမြေထုချက်ရဲ့အောက်ကိုအိန္ဒိယမြေထုချက်စိုက်ဝင်ရင်းနဲ့ပေါ့လေဗမာမြေထုချက်ရဲ့ကိုယ်ထဲမှာအပေါ်မှာသူကနည်းနည်းလေးဆိုတော့အပေါ်ကိုပွားထွက်နေတဲ့ကြဲ့ရည်လေးနှစ်ခုရှိတယ်။ဆိုတော့အရိယာတွေညာလှုပ်ကြယ်လို့ပြောရမလားပေါ့ယူစားတော့ယူစားရနိုင်တယ်ပေါ့နော်။မြေထုချက်နှစ်ခုတိုက်နေတဲ့နေရာတွေဟာငလင်ကြောတွေရဲ့အဓိကဘိုးချက်နေရာတွေဖြစ်ပြီးတော့နှစ်ကာလကြာလာတဲ့အမျှတွန်းအားတွေစုပုံလာနိုင်တဲ့သဘောလေးဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်ဒီမီထူးချက်နှစ်ခုတိုက်နေတဲ့ play boundary ပေါ့နော်နော်ခြေစက်နားတစ်လျှောက်ကလည်းပဲဆူနာမီဖြစ်နိုင်တဲ့ငလျင်တွေလွတ်နိုင်တယ်ဒါကြောင့်မလို့ဒီရခိုင်ကန်ယူတန်းတို့ကျွန်တော်တို့ပင်လယ်ကမ်းစက်တွေပို့လို့နော် AR Delta တို့တင်းသားကြီးတို့စသဖြင့်ဒီနေရာတွေဒီကျွန်တော်တို့ကဆူနာမီနဲ့ပတ်သက်တဲ့ကိုရင်းတွေကတော့ဆူနာမီ NDA ပေါ့လေရောင်းနေရေးဆိုင်ရာကိစ္စတွေကတော့ကျွန်တော်တို့ကပြင်ဆင်ဆောင်ရွက်ရမယ် အားလေးတော့ရှိတာပေါ့သတိထားကြမှာပေါ့နော်ကင်မရာတွေတက်တလျှောက်ပါနေတော့ကနေတဲ့လူတွေက2004တော့ကလည်းဟိုကျွန်တော်တို့ကဟို effect ဖြစ်ထားမှုတယ်လေအဲဒီနေရာတွေမှာနော်ဆိုတော့ဒါသတိထားကြဟုတ်ကဲ့ဟုတ်ကဲ့မကြသေးခင်ကပဲစကိုင်းမန္တလေးမှာ အင်အား9.9ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာရခိုင်ကယောရန်ကအာရကငလျင်ကျောအပေါ်မှာလဲစိုးရိမ်မှုတွေရှိခဲ့ကြတာပါ။ ဒီအချိန်မှာပဲအင်အား9ဓာတ်သမတ်ရှိတဲ့ငလင်းတစ်ခုဟာရံပြေကျွန်းအနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်းပညာရှင်တွေကတော့ရခိုင်ကမ်းရိုးတန်းဟာဆူနာမီအထူးသတိထားဖို့လိုတဲ့အကြောင်းကိုအခုလိုထပ်မံပြီးတော့သတိပေးထားပါတယ်။ကျွန်တော်တို့မကြာခဏပြောလေးရှိတယ်အိန္ဒိယမြေထုချက်ကဗမာမြေထုချက်ရဲ့အောက်ကိုသူစိုက်ဝင်နေတဲ့ဒါနော်တက်တူနဲ့ ဖြစ်စေပေါ့ဆိုတော့အဲ့ဒီအနာဆုံးညှိထူးချက်နှစ်ခုတွန်းထိုးနေတဲ့ကြီးစက်နေတဲ့နာဆုံးတစ်ခုရှိတယ်ဆိုတော့အဲ့ဒီဟာဒီရခိုင်ကမ်းလုံးဘက်မှာရှိနေတာပေါ့နော်ဆိုတော့တောင်ဘက်ကနေပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အင်ဒိုနီးရှားလေအဲဆူမတရာကျွန်တော်တို့2004ပေါ့နော် Great Sumatra Archipelago ဆိုပြီးတော့ကျွန်တော်တို့ပါတော့ဆူနာမီဖြစ်ခဲ့တဲ့ ငလျင်လှုပ်ခဲ့တယ်ဆိုတော့အဲ့ဒီကနေကျွန်တော်တို့ကမြန်မာနိုင်ငံဘက်ကိုသူဆက်လာတဲ့သဘောပေါ့ဆိုတဲ့အခါကျတော့မှန်တယ်1962 Arakan Earthquake ဒီကျွန်တော်ဆူနာမီ Chenix Earthquake ပေါ့နော်ဆူနာမီဖြစ်ခဲ့တဲ့ငလျင်လို့ပြောရမှာပေါ့ဆိုတော့အဲ့ဒီနေရာကတော့ကျွန်တော်တို့တကယ်ဟိုအရှိတော်အာရှပေါ့လေဟို Elbite ပါခေါ်မယ် ငလျင်ကျော်ရဲ့အလေးပိုင်းတို့တော့ပြောလို့ရမယ်ထင်တယ်နော်လေဝရီ FM ရဲ့နေ့စဉ်ထူးခြားတဲ့ရခိုင်သတင်းတွေကို အစင်မပြတ်နားဆင်နိုင်မှုအတွက်လေဝရီ FM Facebook, YouTube နဲ့ Website စာမျက်နှာတို့မှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်။ ရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမာရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရရှင်။ မြန်မာရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြန်မာရေဒီယိုအခွေသားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့တူရက်တည်နေမယ်မြန်မာရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကြမှာကြပါစေရှင်